အဓိကကျွန်တော်တို့ကငွေရှာတဲ့အခါမှာတမန်အစည်းအဝေးနဲ့ငွေရှာတတ်ဖို့နီးပံလမ်းမှန်ရှာတတ်ဖို့နော်ငွေကရှာနေရတာမဟုတ်ဝင်အောင်လုပ်ရတယ်နော်ကျွန်တော်အများအားပြောတယ်ငွေသည်ရှာရတာမဟုတ်ငွေဝင်အောင်လုပ်ရတယ်ငွေဝင်မဲ့နီးလမ်းတွေကိုတည်ရအဲ့တော့ငွေဝင်မဲ့နီးလမ်းတွေမှာတချို့ကဘာထုတ်ကုန်တွေထုတ်အောင်မသိဘူးစဉ်းစားမနေနဲ့မိษွေရဲ့အားသာချက်ကထုတ်ကုန်မှာအဲ့တော့ကိုယ်အားသာချက်ကိုရှာနော်ကျွန်တော်ကအခုကျွန်တော်ထုတ်ကုန်ပါလေကျွန်တော်အခုစကားပြောတာအားသာတယ်လေ ခုလိုမျိုးကျွန်တော် line လွှဲနေပြောတယ် public ကိုကျွန်တော်ပြောရဲဆိုရဲရှိတယ်နောက်တစ်ခုကကျွန်တော်မှာလေ့လာထားတဲ့စာတွေရှိတယ်နောက်ပြီးကျွန်တော်နားလေတဲ့နော်ဟိုပညာရဲ့ဆိုင်ရာလေးတွေကျွန်တော်အသုံးချတယ်ဘာလို့လဲကျွန်တော်သင်တန်းတွေဖတ်အဲ့တော့ကျွန်တော်မှာကျွန်တော်ရှိတဲ့အားသာချက်ကိုသုံးပြီးကျွန်တော်ဘာလို့တာလဲငွေငွေဝေအောင်လုပ်တာဒါပဲငွေရှာတာပဲနော်အဲ့တော့ဒီထက်မိတ်ဆွေတွေပြောချင်တာဘာလို့မှမသိဘူးဖြစ်နေမှာဆိုအရေးကြီးတာဘာလို့ကိုယ့်ရဲ့အားသာချက်ကိုရှာအဲ့ဒီကိုယ့်အားသာချက်ကကိုယ့်ရဲ့ထုတ်ကိုကိုယ့်ရဲ့ထုတ်ကို ဲ့ဒါကအကောင်းဆုံးငွေရှာနေလို့ပြောကြတာနော်ဘာရောင်းရမှန်းမသိဘူးဘာထုတ်ကုန်နေထုတ်ရမှန်းမသိဘူးစဉ်းစားရင် ကို့မှာဘာအားသာချက်ရှိလဲကို့ဘာကျွမ်းကျင်လဲကို့ဘယ်အရာမှာတစ်ဖက်ကန်းခတ်တတ်လဲအဲ့ဒါကိုပြန်ရှာအဲ့ဒီအရာမိတ်ဆွေရဲ့အကောင်းဆုံးထုတ်ကုန်